မင်္ဂလာပါအင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးတို့2025ခုနှစ်နိုဝင်ဘာလ17ရက်ပိုင်းတွင်ကံကြမ္မာဆိုးကောင်းနှင့်တလဆာဆောင်းရံရှောင်းရံများကိုကျွန်တော်ဖတ်ကြားပေးသွားမှာဖြစ်ပါတယ် အင်္ဂါသာသမီးမိတ်ဆွေတွေလူချစ်လူခင် ပေါများနေပြီးတော့စတလာပိုင်းမှာမျက်နှာပန်းပီယာဆန်းနေပွင့်နေပဲမိတ်ဆွေတို့အနေနဲ့မိကောင်းဆွေကောင်းတို့ရဲ့ကူညီကောင်းနေရရှိမယ်အလောက်ကိုင်းနေဟိုဟိုဒီဒီပြောင်းရွှေ့လောက်ကိုင်းလို့သောစိတ်တွေဖြစ်ပေါ်နေတတ်ပြီးတော့စတ်တူလောက်ကိုင်းရတဲ့အလောက်တွေမှာစိတ်နောက်ရှက်ဖြစ်ရတာမျိုး နားလည်မှုလွဲရတာမျိုးလေးတွေကြုံရတတ်ပါတယ် စပစ္စည်းမြေဝင်တတ်ပြီးတော့မိษွေတို့အနေနဲ့အိမ်ပြုပြင်ရတာမျိုး အိုးသိအိမ်သစ်တွေစောက်လို့ရတတ်ပါတယ်လက်ရှိလောက်ကိုင်းနေသော စီးပွားရေးလုပ်ငန်းများဒီ17လပိုင်းတလားတာမှာထင်သလောက်ခရီးမပေါက်ဖြစ်နေမယ်ငွေကြေးကိစ္စတွေခက်ခဲနဲ့ကြုံရမယ်မိษွေတို့အနေနဲ့မမျော်လင့်သောအကုန်ကြများကြောင့်ငွေကြေးနဲ့ပတ်သက်ပြီးတော့အကျွေးတင်နေတတ်ပါတယ် ဒီစတလာပိုင်းကလာဒါမှာကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့လုပ်ငန်းတော်တော်များများမှာဓာချိန်နဲ့မအောင်မြင်မဲနဲ့နှစ်ချိန်လောက်ကန်ရတတ်ပါတယ်။ချစ်သူဆောင်တွဲများဒီစတလာပိုင်းမှာကြည်နူးစရာပျော်ရွှင်စရာတွေနဲ့ပြီးနှက်နေပြီးတော့မင်္ဂလာသတင်းကောင်းများလဲကြားရပြီးကမှရက်ရွေ့သွားတာမျိုးလေးတွေကြုံရတတ်ပါတယ်။ အိမ်အောင်ရှင်များမိမိရဲ့အိမ်အောင်ဘန်းမိသားစုဝင်များနဲ့စိတ်ဝမ်းကွဲစရာ ကိစ္စတွေနဲ့ကြုံရတတ်ပါတယ်။အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးဒီစက်တလာပိုင်းတလာတာမှာဘာပြဿနာပဲကြုံလာကြုံလာမိတ်ဆွေတို့အနေနဲ့ဒေါသတကြီးစိတ်လိုက်မှန်ပါဖြည့်ရှင်းတာမျိုးတွေကိုစင်ကျင်တင်ပါတယ်။ ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစတလာပိုင်းမှာပညာကောင်းပညာတူးတွေရရှိတတ်ပြီးတော့ပညာဖြင့်လက်ရမယ်စာမိုးဝဲအလုတ်အင်တာဗျူးအလုတ်စာမိုးဝဲမိမိရည်မှန်းသလိုမဖြစ်ဘဲနဲ့စိတ်အလိုမကျစရာလေးတွေဖြစ်နေတတ်ပါတယ်မိတ်ဆွေတို့အနေနဲ့လက်တလောမှာမိမိရည်မှန်းထားတဲ့ရည်စူးထားတဲ့ကိစ္စတွေရှိတယ်ဆိုရင်ရဲရဲဟွန်းဟွန်းလောက်ကင်မှာအောင်မြင်မှုတွေရရှိတတ်ပါတယ် မိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းမှာကျမ်းမာရေးအနေနဲ့သွေးပေါင်းချိန်မမှန်ခြင်းဥကောင်းမကြည်မလင်ဖြစ်ခြင်းချောင်းဆိုးရင်ကျက်ဖြစ်ခြင်းအစာမှာနှလုံးအားနေသောယောဂဝေဒနာလေးတွေခံစားရတတ်ပါတယ် ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစတလာဘိုင်းကလာတာမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတော်သူတွေဆိုလို့ရှိရင်6ရက်20နဲ့6ရက်20နဲ့8ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်ကံတရားရဲ့ထောက်ပံ့ကောင်းတွေကိုညီမဲ့သူတွေနဲ့ကြုံရတာမျိုးလေးတွေကြုံရတတ်ပါတယ် အဲ့တော့ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစက္ကလာပိုင်းတလားဒါမှာအရေးကြီးကိစ္စတွေကို ဆောင်ရွက်တော့မယ်ဆိုလို့ရှိရင်၄ရက်၁၇ရက်20ရက်နေတွေကိုရှောင်ရှားတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစက္ကလာပိုင်းမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန် ရှိတော်သူတွေဆိုလို့ရှိရင် မိတ်ဆွေတို့ရဲ့အတုံးဆောင်အဝတ်စားပစ္စည်းတွေမှာပန်းရောင် လိမ္မော်ရောင်အဝါရောင်ပါသောလက်ကီးကာလာလေးတွေကိုရွေးချယ်ပြီးတော့ဝတ်ဆင်သင့်ပါတယ်။အဲတော့ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ထီဝါဒနာပါလို့ထီကန်ဆန်းခြင်းနဲ့ဆိုလို့ရှိရင်မိတ်ဆွေတို့ကန်ဆန်းမဲ့ထီနံပါတ်မှာ6စာ9စုံပါသောထီနံပါတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းသင့်ပါတယ်။ ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးဒီ၁၇လပိုင်းတလားဒါမှာ ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစေဖို့လက်လာဘာတွေနဲ့ပတ်သက်ပြီးတော့ရွှင်လန်းစေဖို့ဆိုလို့ရှိရင် မိษွေတို့အနေနဲ့လက်ဖက်လက်ဆောင်ပေးပြီးတော့မိษွေတို့မှာကြုံတွေ့နေရတဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစေဖို့လက်လာဘာတွေရွှင်လန်းစေဖို့လှူဒန်းရင် လက်ဆောင်ပေးရင်စူတောင်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အင်္ဂါသားသမီးမိษွေတွေအားလုံးဒီ၁၇လပိုင်းမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စ တွေပိုမိုကောင်းတတ်ကောင်းအောင်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့မွေးနေ့ပေါ့နော်အစဉ်ပြေသောချိန်မှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုတန်မြာရေ6ခွက်လူတန်းပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့အခက်အခဲဒုက္ခတွေကိုယုံယုံကြည်ကြည်လေးလေးနက်နက်နဲ့တိုင်တဲပြီးတော့စူတောင်းရင်းဒါလူတန်းပေးရမှာပဲဖြစ်ပါတယ် အဲ့တော့ဒီစက်တလာပိုင်းမှာကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးကျွန်တော်ပြောခဲ့တဲ့ရေဒီယာလေးတွေကိုစီရင်ဆောင်ရွက်ပြီးဒီချိန်မှစပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့အခက်အခဲတွေကနေပြီးတော့လွတ်မြောက်ပါစေမိမိတို့လောက်ကိုင်းလေးရှိသောလုပ်ငန်းဆောင်တာကိစ္စဝဝတွေမှာ ရောင်းမှန်းသာ၍ဝယ်ပန်းလာပါစေစိတ်ရချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ ဒီစတလာပိုင်းမှာကံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့တာရင်စတလာပိုင်းတွင် အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးတွင်တလစာဟောစရံဗီဒီယိုဖိုင်လေးကို ကျွန်တော်ဒီနေရာမှာပဲဆုံးသက်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်